ားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်လမင်္ဂလာပါအာဂျင်တီးနားအသင်းကတော့သူတို့ရဲ့တောင်ပေကဆိုကမ္ဘာဖလားချေစစ်ပွဲမှာမဟာပြိုင်ဘက်ဘရာဇီးလ်ကိုအင်ကွေးမှာ၄ခုတကူနဲ့နိုင်ပြီးတော့ဂိုးပြတ်နိုင်ပွဲနဲ့2026ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ Champion Su Pla ကိုကာကွယ်ဖို့တက်ရောက်ခွင့်ရတယ်ဒါကအာဂျင်တီးနားအတွက်ကမ္ဘာဖလားပြိုင်ပွဲသမိုင်းတခြား 19ချိန်မြောက်ဝင်ရောက်ရှင်ပြန်ရတာဖြစ်တယ်။အာဂျင်တီးနားကသူတို့တမိုင်းတစ်လျှောက်မှာ1980ခုနှစ်မက္ဆီကိုကမ္ဘာဖလားပြိုင်ပွဲနောက်ပိုင်းမှာဇက်တိုက်ချစ်စပွဲအောင်တာဖြစ်တယ်။ဆိုတော့ပထမဆုံးကျင်းပတဲ့ကမ္ဘာဖလား နှစ်ချိန်မှာဒုတိယနဲ့ရုံးထွက်16တင်းအဆင့်ပုံစံမျိုးပဲရပ်တည်ခဲ့တယ်။ဒါပေမဲ့ကမ္ဘာစစ်ဖြစ်တဲ့တကြိုးပေါ့လေ1938ကနေ50 54ထိကိုသူပြိုင်ပွဲကနှုတ်ထွက်သွားတယ်။သူတို့အဲ့သုံးချိန်ဝင်မပြိုင်ဘူး။ဒါပေမဲ့သူတို့တပိုင်းတစ်လျှောက်မှာချေစွမ်းမအောင်တာတစ်ချိန်ပဲရှိတယ်။အဲ့ဒါက1980မှာအဲ့80နောက်ပိုင်းကလေးကနေအာဂျင်တီးနားကကမ္ဘာချန်ပီယံ3ချိန်ဖြစ်တယ်။ ဒါ1998မှာတစ်ကြိမ်ဖြစ်တယ်86မှာဖြစ်ပြီးတော့ runner s က1990ကမ္ဘာဖလားအီတလီကမ္ဘာဖလားနဲ့နောက်ဘက်က2014ဘရာဇီးလ်ကမ္ဘာဖလားမှာဒုတိယရတယ်ဒါပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်တယ်ဆိုတော့အခု2026ကမ္ဘာဖလားပြိုင်ပွဲကြီးကိုသူတို့အင်ချင်ချင်းပါမယ်အမေရိကန်ရဲ့မက္ကဆီကိုရဲ့ကနေဒါနိုင်ငံကိုသူတို့ချေစွဲအောင်သွားပြီးလက်ရှိကိုပါရဲ့ back to back defending champion ဖြစ်တယ်ဝေါ်ကရဲ့ defending champion ဖြစ်တယ်ဆိုတော့ဒီသင်းနဲ့ပတ်သက်လို့ကျွန်တော်အစောပိုင်းရက်ပိုင်းကကျွန်တော်ပြောခဲ့မှုတယ် အာဂျင်တီးနားချန်ပီယံဖြစ်နိုင်လားဆိုပြီးအစားကကျွန်တော်ဖြေခဲ့ပေးမယ်တကယ်တမ်းမှာအာဂျင်တီးနားချန်ပီယံဖြစ်နိုင်တဲ့လုံလောက်တဲ့ပလေယာတွေနဲ့လုံလောက်တဲ့ strong mentality အပြည့်အဝရှိတယ်အမှန်တိုင်းပြောရင်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအကောင်းဆုံးသင်္ကန်းအခုလက်ရှိကမ္ဘာပေါ်လုံးမှာအာဂျင်တီးနားပဲကျွန်တော်ပြောပြမယ်အင်္ဂလန်ကတူချင်းကောင်းတဲ့ quality player ဖြစ်တဲ့အသင်းလိုက်စုစည်းမှုကကျွန်တော် 2K အသင်းကိုပြောလို့မရသေးဘူးအဲအဲ့ဒီချိန်မှာကျွန်တော်အရင်ကအင်္ဂလန်ကဘယ်နည်းပြဂိုင်ဂိုင်ရော့တီရော်ရဲနဲ့ ဒါကို 2K က completely different mentality ပြောင်းရင်တော့တမျိုးတခါစပိန်က tiki taka ပုံစံတိုးစိတ်လေးတွေနဲ့သူတို့ရဲ့မာကျုံးမှုထက်သူတို့ရဲ့ niche နဲ့ပိုင်းကိုဦးတည်စားတယ်ပြင်သစ်ကအရင်တော့ကပြင်သစ်2021အထိပြင်သစ်ဟာကြောက်ဖို့ကောင်းဆုံးအသင်းဖြစ်ပေမဲ့အဲ့20နောက်ပိုင်းမှာတူးချင်း individual တွေကိုအရန်အားကိုးလို့ပြီးတော့ပြင်သစ်ကကျွန်တော်တို့အသင်းလိုက်စုစည်းမှုကတော်တော်လေးကြာပြီပေါ်တူဂီကအမှန်တိုင်းပြောရင် on paper မှာပေါ်တူဂီကကောင်းတယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပေါ်တူဂီတော်တော်လေး weak ဖြစ်တယ် ော်တူဂီဟာကမ္ဘာချန်ပီယံဖြစ်လုံလောက်တဲ့အရေးသွေးမျိုးကအွန်ပေပါမှာဆိုတော့ဖြစ်နိုင်ခြင်းရှိပေမဲ့ရောဘတိုမာတီနက်စ်ကလည်းမှတ်တမ်းပြောရင်အောင်မြင်မှုကိုဝီကန်နဲ့ရယူခဲ့တာမှပဲပဲသူတို့မှလည်းလိုအပ်ချက်တွေအများကြီးရှိတယ်။ဂျာမနီကျွန်တော်ပြောဖို့ခက်တယ်နာဂက်စမန်ဒါပေမဲ့ပြီးခဲ့တဲ့ယူရိုမှာတော့သူတို့အင်ရှင်ဖြစ်ချင်းပါတဲ့ပြိုင်ပွဲမှာတော့သူတို့ချန်ပီယံမဖြစ်နိုင်ဘူး။ဆိုတော့အမေရိကန်ကိုတွားပြီးတော့ဂျာမနီချန်ပီယံဖြစ်ဖို့ကလည်းပြောဖို့ခက်တယ်ဒါပေမဲ့အားနေတယ်။ဆိုတော့အခုလောလောဆယ်မှာအာဂျင်တီးနားအသင်းအတွက်နယ်သာလန်လည်းမကြောက်ပါဘူး။အီတလီလည်းမကြောက်ရဘူး။ ရိရှာဓမ္မခြားသိနေဘူးသူမှမကြောက်ပြင်သစ်ကတော့ကျွန်တော်တို့တဦးချင်းနေရပြောဘက်တူဘက်ဝေါ်ကပ်ဖိုင်နယ်တွေ့တဲ့အတွက်ကြောင့်အာဂျင်တီးနားအတွက်ပြင်သစ်ဟာ challenge လုပ်စရာဖြစ်တယ်ဒါပေမဲ့ Spain ဟာအာဂျင်တီးနားရဲ့ main character အဓိကပြိုင်ဘက်ဖြစ်နိုင်ပြီးတော့ကျန်တဲ့အသင်းတွေဟာတိတ်ထက်တွက်စရာမလွယ်ဘူးအဓိကကျွန်တော်တို့အာဂျင်တီးနားအသင်းကဘာအားတာလဲဆိုတော့စိတ်ပိုင်းဆိုင်ရာ mentality ကတော်တော် strong ဖြစ်လာတယ်ဗျဘရာဇီးလ်နဲ့ပွဲမှာသူတို့ကစားတဲ့ပုံစံကိုပဲကြည့်နိုင်နေတာကသူတို့အသင်း ဒါပေမဲ့နောက်ဆုံးမိနစ်60ပြည့်တဲ့အထိမရမနာပဲနဲ့စက်တိုက်ကစားသွားပြီးတော့ဘောလုံး first ball first ball မြန်ရင် second ball ရအောင်လုပ်တယ် second ball မြန်တက်ဘောရအောင်လုပ်တယ်ကစားပုံကလည်းကျွန်တော်ပြောချင်တာကချမ်းပြီးတော့ခချမ်းချမ်းကစားတဲ့အတင်းတိုးတိုက်ကစားတဲ့ပုံစံမျိုးထက်နီးစနစ်ပိုင်းလည်းကောင်းတယ် home နောက်တန်းကနေစပြီးတော့နောက်တန်းကနေဘောလုံးတွေတေးချပေးသွားပြီးတော့မှဒါစနစ်တကျကစားသွားတာကျွန်တော်ပြောချင်တာက အာဂျီနာအသင်းဟာ national team ရဲ့ performance အများကြီး impressive ဖြစ်စရာကောင်းတယ်။ဟုတ်တယ်ဥရုဂွေးကိုသူတို့ရှုံးသွားတယ်။ဂျာရီယာတချို့ပွဲတွေကိုရှုံးတာမှန်ပေမဲ့အာဂျီနာအသင်းက at the back ကနေ build up ကိုနောက်ကနေဂိုးသမားကနေစလုပ်တယ်။ဝန်တူတွေရိုက်သွားတယ်ပြီးတာနဲ့ဆွဲထွက်သွားတယ်အတက်ကင်းပိုင်းမှာအားသာအခုဆိုရင်ဗျာဂျီနာတင်က style player လည်းကောင်းတယ်ဘောလုံးကင်ထားနိုင်တယ် aggressive ဖြစ်အောင်ကစားနိုင်တယ် pressing အရင်ကောင်းတယ် တူချင်း individual quality player တွေလည်းရှိတယ်ဒါပေမဲ့တို့ကတူချင်း individual ပါ quality player ကို Messi တူကလွှဲရင် challenge မှာတွေကမပြကြဘူးအကုန်လုံးက team ပုံစံကိုသွားတယ်ဒါက Argentina အသင်းဟာပြိုင်ဘက်အသင်းတွေအားလုံးနဲ့မတူညီတဲ့အဓိကအချက်ပဲအဲ့ချက်ကလည်း Argentina အသင်းကိုအခုလိုမျိုးအခြေအနေမျိုးဖြစ်တာနောက် Copa America ပြိုင်ပွဲကို back to back champion ဖြစ်တယ်2021အသင်းဟာလည်းဝီဖြစ်တယ်22ကိုပိုကောင်းတဲ့အသင်းအခုကကျွန်တော်တို့က26က ပြီးခဲ့တဲ့22ထက်တောင်ပိုကောင်းတဲ့အသိလောင်ပြောလို့ရတဲ့အနေထားမျိုးမဟုတ်ရင်တောင်မှအိုက်ထက်အရင်မကွာဘူးမက်ဆီရဲ့ prime ကကျသွားသည့်တိုင်အောင်လီယိုမက်ဆီပါဝင်အောင်မယ်ဆိုတဲ့အရှင်ဘွားနဲ့မက်ဆီအနေထားရှိတယ်အဲ့မှာမှဒီမာရီယာနေရာကိုကျွန်တော်တို့အရင်တော့ကနီကိုခွန်ဆာလက်ကိုအားကိုးနေရမယ်အစားအခုလက်ရှိမှာတီယာဂိုအမန်တာဟာတော်တော်လေးအားကိုးရမယ်ဂျူလီယိုဆီမီယိုနီကအားကိုးရမယ်နောက်တစ်ခုကဒီလာမာရီရဲ့ဝေါ်ရီဆိုလေဗီစီအသင်းမှာ နီးပြရဲ့ present နဲ့နီးပြရဲ့ကစားဟန်နဲ့ physicality အပါဝင်ဒါနီးပြရဲ့ mentality နဲ့ကလပ်မှာ Argentina ကစားမကအတလတီကိုမတ်တွေကဒီဟိုစီမီယိုနီလက်အောက်မှာနေကစားမအများကြီးပဲရှိတာဆိုတော့ Rodrigo တဖို့ရှိတယ် Molina ရှိတယ်ပြီးတော့မှ Julian Alvarez ရှိတယ်အဲ Julio Simeone ရှိတယ် Angel Correa ရှိတယ်အကြီးတန်းကစားမ၅ယောက်တော့ရှိ ဆိုအဲ့ချက်ကအာဂျင်တီးနားကဟိုဆီမီယိုနီကရင်ထဲကစိတ်ပိုင်းဆိုင်ရာရန် strong ဖြစ်တဲ့သူ့အသင်းကအရန်မာကျိုးချစ်တဲ့အသင်းအဲ့အသင်းမှာအာဂျင်တီးနားကသားမတွေဆက်ရှိနေတယ်ဒီကြားထဲမှာအရင်ထဲက aggressive ဖြစ်ပြီးတော့ခြေစွမ်းကောင်းတဲ့ကလပ်မှာဘလို့ပဲနာနာလေးစင်တွေ့ကြအောင်အမြဲကောင်းတဲ့ကူတီရိုမဲရိုရှိတယ်ဒါတော့တော့ဒဏ်ရနေတဲ့လီဆန်ဒရိုမာတီနက်ရှိတယ်အော်တိုမန်တီအသက်ကြီးလာမှပဲမထိန်ကစားလို့ရသေးတယ်နောက်ပြီးတော့မှ right back မှာမိုလီနာမဆိုးဘူးလက်ဘက်ကအခုတာဂရီယာဖီကိုမဆိုးသေးဘူးဗျာ အသက်နည်းနည်းလေးကြီးတာထပ်ပြီးရဖြစ်ဖို့ဒါပေမဲ့စန်တပတ်ဒီကိုသမားတွေဘာမှပြောစရာမရှိဘူးအဲ့ဒီနေရာမှာဖလားစီယိုတို့ကစားမတွေအရန်ကဝင်လာဆိုအဲ့ဒီအချိန်မှာနောက်တစ်ခုကသူတို့ကွင်းလေကဖရီဒက်စ်ကနမစစ်ရိုးမှာကစားပြီးတော့ဝင်းကတ်ရောက်ကိုဖျောက်ကစားမယ်ဆိုလို့သူတို့မှာ option တွေအများကြီးရှိတယ်ဆိုတော့ဖရီဒက်စ်ကမက်ကလဆာရဲ့အမ်ဇိုရဲ့နောက်တစ်ဖက်ကတဖိုးရဲ့ဒီကွင်းလေလေးယောက်ကကြောက်ဖို့တော့မကြောက်ချစ်လို့ကြောက် ော့ Paredes ကိုအောက်လိုက်ရင်တော့မှ Argentina ကွင်းလေကအပတိုင်းပြောလက်ရှိကမ္ဘာအကောင်းဆုံးကွင်းလေတဲ့ကဇာမတယောက်ဖြစ်တဲ့ Alexis Mackalasa Anzo Fernandez က2024ခြေဆောင်မမီသည့်တိုင်အောင်သူဟာတော်တော်လေးကောင်းတဲ့ထဲမှာပါတယ် Argentina ကွင်းလေကတော်တော်အားကိုးရတယ်အဲ့ဒါမှသူတို့ကတိုက်စင်မှာ Messi ပြန်ပါလာမယ် ဟူလီယန်အေဗရက်စ်ကအင်ပရူဗ်မန့်က6ပုံတော်ကောင်းနေပြီးတော့မှလော်တာရူမာတီနက်ရှိမယ်တရားဟူအမန်တာရှိမယ်ပြီးရင်အယံမာဂျူလီယာလိုဆီမီယိုနီရှိတယ်နီကိုကွန်ဇာလက်ရှိတယ်အန်ဂယ်ကော်ရာရာရှိတယ်ဆိုတော့တော်တော်များများခေါ်လေကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာအာဂျင်တီးနာဟာအမှန်တိုင်းပြောရင်တော့ဂျန်နွယ်လီကော်နက်ဖ်ပဲကမ္ဘာဖလားပြိုင်ပွဲကိုဘူဆွဲနိုင်တဲ့ပြန်ပြီးတော့ back to back ကာဝင်နိုင်တဲ့အသေးအဖြစ်ဆက်ပြီးရှိတယ်အမှန်တိုင်းကသူတို့ဘူဆွဲမှုမှာ popular ဖြစ်တဲ့အင်္ဂလန်တို့စပိန်တို့လိုအတင်မျိုးခြေစွမ်းကောင်းဆုံးတော့စပိန်ပဲတိတ်ပြောကြမှာရှိဘူး။ဒါပေမဲ့ popular ဖြစ်တဲ့အင်္ဂလန်တို့ပြင်သစ်တို့ရဲ့အောက်မှာ favorite မှာ၄လောက်တော်တော်ရှိကောင်းရှိတယ်။ဒါပေမဲ့ Argentina ရဲ့စိတ်ပိုင်းဆိုင်ရာဟာအားလုံးထက်သားတယ်။ Argentina ရဲ့ကစားပုံဟာစပိန်တော့မကောင်းရင်တော့မှစပိန်တော့နီနီကစားနိုင်တဲ့ quality ရှိတယ်။စပိန်တော့ဘောလုံးတွေကိုအကြိုက်မကင်ထားနိုင်ဘူး။ဘာလို့စပိန်ကအဲ့လိုမျိုးကစားနိုင်တယ်။ ဒါပေမဲ့စပိန်မှာလည်းတော်တော်အားနည်းချက်တွေရှိအောင်ပါပဲဒါပေမဲ့အာဂျင်တီးနားအသင်းအခုလက်ရှိကစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ aggressive ဖြစ်မှု pressing ဖြစ်မှုနောက်တစ်ခုက world champion ဆိုတဲ့ရင်ဘတ်ထဲကသူတို့ရဲ့ man ဟာဒီအသင်းကို lift လုပ်ပေးတဲ့အချက်ပဲမတော်ကကိုပါဘက်တူဘက်ချန်ပီယံဥမာဘရာဇီးလားအာဂျင်နာကစားမတွေရန်ဖြစ်ကြတယ်ဗျာရန်ဖြစ်တဲ့အချိန်မှာဘရာဇီးလားမတွေကပွဲမစတဲ့ကအာဂျင်နာအသင်းဘက်ကိုအားချောင်ပြီးတော့အာဂျင်နာအသင်းမှာမတော်ကချိန်နေပါညာနဲ့ရဖီညာက F word တွေတုံးသွားတယ်ဒီကြားထဲမှာ ဥမာပန်တူဆိုရင်ငါတို့က principle ဖြစ်တဲ့ကြောင့်နိုင်ကိုနိုင်ရမယ်။နောက်မာကီညိုကလည်းငါတို့နိုင်ဖို့အချိန်ကြပြီ။မတီးယက်ကူညာကလည်းအာဂျီနာနဲ့ဆိုကျွန်တော်အများရန်လောက်တက်ကြိုက်တဲ့သူတယောက်ဖြစ်တယ်လို့ပြောခဲ့တဲ့အချိန်မှာအာဂျီနာကခွဲ့ရပြနေတယ်။ကွင်းတွင်းမှာတတ်တည်ပြတယ်။ဆိုတော့ ဥရုဂွေးလိုပထမချိုးကသူတို့နိုင်တယ်မာချိုးချစ်လက်တဲ့အင်းကိုအဝေးကွင်းမှာနိုင်တယ်အခုအိမ်ကွင်းမှာဘရာဇီးလ်ကိုပါထပ်နိုင်တယ်ဘရာဇီးလ်ကိုသူတို့2019ကိုပါတဲ့ကမရှုံးတာကျွန်တော်အမြင်တော့အာဂျင်တီးနားဟာ2026ကမ္ဘာဖလားကိုကောင်းကောင်းကာကွယ်နိုင်တဲ့အဆင့်တန်းရှိတယ်ကျွန်တော်ဘရာဇီးလ်2098 94 2000ဘရာဇီးလ်လို talented တွေဟုတ်ချင်မှာဟုတ်မယ်အဲတော့ဘရာဇီးလ်က talented တွေနေကြည့်မယ်ဒါပေမဲ့လက်ရှိအာဂျင်တီးနားအသင်းဟာ တော်တော်ကိုကျွန်တော်တို့စတော့ back to back ကိုပါဘူးကျွန်တော်ရမယ်လို့မထင်ခဲ့ဘူးဒါပေမဲ့ရအောင်ဒါပေမဲ့ Argentina ကပြန်ပွဲနီးလာလေပိုကောင်းလာလေခုလက်ရှိအသင်းဟာဟိုအခုဆိုရင်ဗျာ Alejandro Garnacho တို့ Paulo Dybala တို့နောက် Julio Simeone နောက်ပိုင်းကစားရမယ်အခု Nicola Pepe ဆိုတဲ့ချက်တိတ်လေးရှိတယ် Real Madrid ကအငားချတာတဲ့ချက်တိတ်လေးအဲ့ကစားမလေးရှိတယ်တော်တော်များများ quality player တွေကြံသေးတယ်ဆိုတော့ဒီချက်ကြောင့် Argentina ဟာ2026 World Cup ပြိုင်ပွဲမှာ ချန်ပီယံဆုကိုပြန်ကာကွယ်နိုင်ဖို့အကောင်းဆုံးအခွင့်အရေးရှိနေစေဖြစ်တယ်။ဆိုတော့သူတို့အနေနဲ့ကျွန်တော်ပြောသလိုစပိန်ရဲ့ပြင်သစ်ရဲ့လောက်ပဲသူတို့အဓိကထားမယ် maybe အင်္ဂလန်နဲ့အခုဒီဘက်နောက်ပိုင်းမှာ back to back euro final ကြောင့်အင်္ဂလန်ဟာထိတွေ့ရမယ်ထင်ဒါပေမဲ့ quarter semi လောက်ရောက်လို့ထိုးတူတူကစားရပြီဆိုအင်္ဂလန်ဟာအဲ့ mentality မရှိဘူး Argentina က Spain လိုပဲ Spain ကလည်းအဲ့ mentality ရှိတယ်မကြာခဏ champion ဖြစ်တဲ့ပြင်သစ်လက်တွဲကြောင့်အဲ့ mentality က Spain Argentina ပြင်သစ်ကဟုတ်တယ်ကျန်တဲ့တဲ့ကအားနဲ့ဆိုကျွန်တော်ထင်တော့ 2026ကအမှန်တမ်းပြောဘရာဇီးလ်ကဒီတက်အများကြီးပိုကောင်းလို့ဘရာဇီးလ်လည်းပဲဟာအာဂျင်တီးနားနဲ့အရင်กว่าသွားပြီအမှန်တမ်းပြောရင်တော့ကျွန်တော်မြင်တော့အာဂျင်တီးနားက2026အတွက်ကမ္ဘာ့ပလာပြပွဲမှာချန်ပီယံဖြစ်နိုင်ဖို့အကောင်းဆုံးအခွင့်အရေးမှာရှိနေစေဖြစ်တယ်ဟုတ်တယ်အတိုက်အယွင်ကြီးလာတာမှန်ပေမဲ့ quality player တွေကိုင်းထဲမှာအပြေဝနောက်တကယ် world rate hard working player တွေအများကြီးနဲ့အသင်းလိုက်စုစည်းမှုအကောင်းဆုံးဖြစ်တဲ့အတွက်သူတို့တော့ chance ဖြစ်သွားဖို့ရှိပြီးတော့ Lionel Messi ရဲ့ last tag ကလည်းအောင်ပွဲတဲ့တော့ ဒါထပ်ပြီးရသွားနိုင်တဲ့အခြေအနေမျိုးရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်